ခုကြီးရှုနေတဲ့သူမှာစိကျွယောဂလည်းရှိတယ်ချွေးတရားလည်းမဟာတရားကြီးကိုထွက်နေတယ်နင်းနေညံ့ညံ့ကိုကျွန်တော်ထွက်နေတယ်ဆိုရင်တော့ကျွန်တော်ဖြစ်နိုင်တဲ့အကြောင်းအရာတွေကအများကြီးရှိတယ်ဗျစိကျွယောဂသမားဖြစ်တဲ့အတွက်စိကျွယောဂတွေ့တင်နေကြတဲ့ကြတာလည်းကျွန်တော်ဖြစ်နေနိုင်တယ်လို့တခြားအကြောင်းအရာတွေလည်းကျွန်တော်ဖြစ်နေနိုင်တယ်ပေါ့နော်ဆိုတော့ဒီနေ့ဗီဒီယိုလေးမှာကြတော့မိမိမှာချွေးတွေအရင်မဟာတရားကြီးထွက်နေတယ်ဆိုရင်တော့ဘာကြောင့်ဖြစ်လဲအာဘာတွေလောက်အောင်လဲဆိုတဲ့ဟာကိုကျွန်တော်ငါချက်ငါချက်နဲ့အဆင့်ငါးဆင့်နဲ့ကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ် ကျွန်တော်မှာ YouTube channel လေးရှိတယ်။ Champion Hospital တဝဲဆိုပြီးတော့ YouTube channel လေးရှိတယ်ပေါ့နော်။အဲ့ဒီမှာကျွန်တော် comment နဲ့ account တခုတွေ့တယ်ဗျ။သူကကြောက် like 20ပေါ့နော်။ like လောက်တာ20ရောက်20ရှိတယ်။သူကဗာပြောထားလဲဆိုတော့ဆရာကြီးတဲ့ကျွန်တော်မှာစီဂျူယောဂရှိတယ်။အချွေးလေးတွေအရန်ချွတ်တယ်ပေါ့နော်။အဘယ်လိုလုပ်ရမလဲ။အဖြေချပေးပါအောင်ဆိုရယ်မေးထားတဲ့ comment လေးပေါ့နော်။ဆိုတော့အဲ့ comment လေးကျွန်တော်ဖြေချပေးပါမယ်။ဒီ comment လေးကျွန်တော်ဖြေချပေးရမယ်ဆိုရင်စီဂျူမှာချွေးချွတ်တယ်ဆိုတာကြာတော့မဆန်ဘူး။ကိုတယောက်လည်းဖြစ်နေတာမဟုတ်ဘူးပေါ့နော်။ ဆီယိုယောဂမှာဆိုရင်ရောဗျာအများသူသိတဲ့အတိုင်းတွင်းနေကြတဲ့ကြာလည်းဖြစ်နိုင်တယ်လို့ဒီဆေးကြောင်လည်းကျွန်တော်ဖြစ်နေနိုင်တယ်တခြားအင်ဂျောတွေကြောင်လည်းဖြစ်နေတယ်လို့ဆီယိုလည်းမတတ်ဆိုင်ပဲတခြားကိစ္စကြောင်ပေါ့နော် underlying condition ကြောင်လည်းကျွန်တော်ဖြစ်နေနိုင်တယ်ဆိုတော့ဒီနေ့ဗီဒီယိုလေးမှာကျတော့အချက်၅ချက်နဲ့ကျွန်တော်ပြပြမယ်အဲကျွန်တော် liner ဆောင်ကြည့်ပေါ့နော်အာပရောဆိုတဲ့ချက်ကကြတာစီးကျွတ်တမဖြစ်တဲ့အတွက်အဲကျွန်တော်အလွယ်ကူဆုံးလူအများဆုံးဖြစ်တဲ့ကြုံရတဲ့အရာတစ်ခုပဲကျွန်တော်ပြောမယ်။ဒါကပါလဲဆိုတော့သူရင်းတကြတဲ့ကြာချင်းဖြစ်ပါလေ တော့ဒီလိုမျိုးကိုချွေးတွေချလာပြီးကိုမောနိုင်တကူဖြစ်လာပြီးဆိုရင်အလွယ်ကူဆုံးကကြတော့ကျွန်တော်တို့ကစီချုပ်ဖောက်ပါစီချုပ်ဖောက်တဲ့ဆက်ကအိမ်မှာဝယ်ထားရမယ်နော်စီချုပ်ရောဂါရှိတဲ့လူကကျွန်တော်ဝယ်ထားရမယ် ကိုယ့်ကိုဖောက်ကြည့်ပါဖောက်ကြည့်လိုက်လို့80အောက်ကျွန်တော်တို့နည်းနေပြီဆိုရင်เนาะ55 55နီးရမှာကျွန်တော်လိုက်နာရမှာဖြစ်ပါတယ်55 55နီးရမှာဆိုတော့ကျွန်တော်ရဲ့အဖြေပေါ့เนาะအာ CIA တာတာ UK နဲ့ကျွန်တော်ပြောတဲ့ဗီဒီယိုမှာလည်းကျွန်တော်ပြပြခဲ့ဘူးပါလေမကြည့်ရသေးရင်လည်းတွားကြည့်ပါပေါ့เนาะ55 55နီးရမှာကိုကျွန်တော်ချုပ်ပြီးပြောရမှာဆိုရင်เนาะဒီလိုမျိုးဖြစ်လာပြီဆိုရင်အဲကျွန်တော်က15 gram တခြား15 mg ပေါ့နော်15 gram ကိုအာကျွန်တော်ကဥမာ ရိုးရှင်းကျွန်တော်ပြောရင်ဗျာ AA ဘူးလေးနော် AA ဘူးလေးအဲ Coca-Cola ဘူးရဲ့တက်ဝက်ပေါ့နော်ဒါလေးကိုကျွန်တော်တောက်ချလိုက်လို့ရတယ် Coca-Cola ဘူးတို့ဘာလို့ညာလို့မရှိဘူးဆိုရင်တော့အလွယ်ကူဆုံးကတော့မိဖို့ချောင်းထဲမှာတကြားနော်တကြားကိုတစ်ဖိတ်စုံနဲ့ဆိုရင်တုံးလင်းစုံစပွဲတင်စုံနဲ့ဆိုရင်တော့တစုံပေါ့နော်ရင်းနှီးနဲ့ဖြောတောက်ပြီးတော့15မိနစ်စောက်ကြည့်35မိနစ်ဆက်ကြည့်လို့တက်တာသွားရဲဆိုရင်တော့ဒါသိချတယ်။သွေးချင်းတကြကြကြလို့ဖြစ်တာပေါ့နော်။ဆိုတော့ကိုကတက်တာသွားပြီဆိုရင်တော့ကြားရည်ဆက်သွားမှာတော့မဟုတ်ဘူးနော်။ ဟိုကိုပရိုတင်းဓာတ်လို့ခေါ်တဲ့အသားဓာတ်တွေနောက်ကာဘိုဟိုက်ဒရိတ်လို့ခေါ်တဲ့ကစ်ဟိုကစီဓာတ်တွေပါတဲ့အစားအသောက်ကြီးကြီးမားမားတစ်ခုကိုကျွန်တော်စားပေးလိုက်ရင်တော့ကိုအဆင်ပြေသွားပါလိမ့်မယ်နော်ဒါကတော့ပန်းတော်ဆိုတစ်စင်ပါအဲဒါမဲ့ဒီလိုသွေးရင်းတစ်ချက်တစ်ချက်လာကြတော့လူလဲတော့ကြတာပြမဟုတ်ဘူးပြတတိထားမဲ့အရာကြီးတော့ရှိရဖြစ်စေတဲ့အကြောင်းအရာလေးပေါ့နော်တကူကတော့ကျွန်တော်ထမင်းမစားမိတာတော့ထမင်းစားတော့ကြတာအာဒါမျိုးတွေရှိမယ်နောက်ကကိုကကြတော့ကိုကိုလက်လုံချောင်ကိုအရန်များသွားတာမျိုးတွေပေါ့ เนาะပင်ပန်းသွားတယ်စိတ်ပင်ပန်းလာလည်းပါတယ်ပေါ့เนาะကိုစိတ်အရင်ထုတ်ရှားသွားတာမျိုးစနေတွင်းနေကြတဲ့ကြိုက်တယ်ချို့ကြတော့အရက်အရက်ကလည်းတွင်းနေကြတဲ့ကြိုက်တယ်အမ်ချို့ကြတော့ဆေးပေါ့เนาะ insulin insulin ချိုးတာများပါတာတို့အာနောက်ကို saffron urea တောက်တာတွေပေါ့เนาะအာများပါတာလို့ကျွန်တော်ဖြစ်နိုင်တယ်အနောက်ကကြတော့ night sweat လို့ခေါ်တယ်ညဘက်မှာဖြစ်တာဒါချို့ကြတော့မနေ့ပိုင်းမှာဖြစ်ညဘက်မှာဖြစ်တာရှိတယ်အဲဒါမျိုးတွေကြတော့ဟို စီကျုံမှာပြဟိုကိုမနဲ့တန်းလိုက်လို့ကောင်းနေပြီဆိုရင်ပျော်နေလို့မရဘူး။ညဘက်မှာကြာနေတာအမျိုးလေးရှိတဲ့တဲ့။ဆိုတော့ဒီလိုမျိုးဖြစ်တယ်ဆိုရင်ညဘက်နှစ်နာရီသုံးနာရီလောက်ကိုစီကျုံပေါက်ကြည့်ကြည့်ဒါဆိုတော့ကိုသိနိုင်တယ်။ဒါတော့ဆေးပြန့်ခြင်းကိုလိုပါပေါ့နော်။ဒါတော့ပတ်အောင်ဆုံးဆင့်ပါ။ဒါတော့ကြော်သွားပြီဆိုရင်တော့ဒုတိယဆင့်အနေနဲ့ပါလဲဆိုရင်တော့ကိုတောက်နေဆေးကိုကြည့်ရမှာ။ချွတ်တဲ့စီတဲ့ဆေးလေးလာပေါ့နော်။ဟိုစီကျုံသမားဆိုရင်အင်ဆူလင်ပေါ့။နောက်ဆာဖရိုင်းမီဒီယာဆိုတာက glycoside မျိုးပေါ့နော်ဒါတွေဆိုရင်ကျွန်တော်စီကျုံသမားတွေကဒါတွေတုံးနေဆိုရင်တော့ တွင်းတရားတက်ကကြက်တက်တယ်နော်အမ်ဘလို့ချိန်မှာပိုကြက်တက်တယ်ပဲခုနကကျွန်တော်ပြောလို့ပဲအစားတောင်းမစားမိရတယ်ကြော်သွားတယ်နောက်ကျသွားတယ်နဲ့ဒီဆေးနဲ့ပေါင်းလိုက်ရတယ်မျိုးဆိုရင်စီကြောအရန်ကြပဲချွေးရထွက်တယ်ပေါ့နော်ဟိုဆီယောင်ကဒီဆေးကိုတောက်ပြီးပြီးမိနစ်30ပြင်းစားတယ်စားနော်ဆီယောင်စကားကျွန်တော်နားထောင်အောင်မယ်ဆေးတော့တောက်လဲဆေးတောက်မှန်ရပြီပဲအဲနောက်မှစားမယ်ဒါမျိုးတော့လို့လို့မရဘူးဒါအန်ရရှိတယ်ဒီမေးတဲ့အကြည့်တက်တယ်ကျွန်တော်ဖြစ်တတ်တယ်ပေါ့နော်လေဖြတ်တဲ့ကြည့်တက်ဖြစ်တတ်တယ်ဆိုတော့ဒါတော့ဒုတိယအချက်ပါတတိယအချက်အနေနဲ့ကတော့ဟုတ်ပြီ အာစီကျူတော့ဖောက်ကြည့်လိုက်ပြီသူရင်ညတဲ့ကပုံမှန်ပဲဒါပေမဲ့ချွေးတွေချွတ်တယ်ဆိုတော့ဘာကြောင့်ဖြစ်နိုင်လဲစီကျူတမားတွေမှာဖြစ်နိုင်တာကြတော့ကျွန်တော်တို့အာယုံကျောနဲ့ပတ်သက်တဲ့လက္ခဏာတွေအများများတယ်ဘာကြောင့်လဲဆိုတော့စီကျူဆိုရဲကပေါ့နော်သွေးထဲမှာတကြားတက်များတာပေါ့ဒီတကြားတွေကသွေးကြောနဲ့အောင်သွားပြီးတော့သွားပြီးတော့သွားလောက်တယ်ပေါ့နော် အာသွားပြီးထိခိုက်ရဲထိခိုက်တော့သွေးကြောတွေကျင်းကုန်တယ် အဲဘာသူကျောင်းနဲ့ဂျင်းကုန်လဲဆိုတော့အာယုံကျောင်းကို supply လုပ်နေတယ်ထောက်ပံ့နေတယ်သူကျောင်းတွေမှာသွားချင်းတာအာယုံကျောင်းမှာသွားထိခိုက်တယ်နော်ဆိုတော့အုံယိုးရှိတယ်ဒီမှာလဲသူကအစားတောက်နဲ့တွေ့ရလားသူကျောင်းအစားအစားပြီးချွေးတွေပြန်ထွက်လာဒါ autonomic neuropathy လို့ကျွန်တော်ခေါ်တာပေါ့နော်ဒါမျိုးလည်းရှိတယ်သူကျောင်းညဘက်မှာဖြစ်တယ်ညဘက်မှာဖြစ်ရဆိုတော့အကြောင်းအရအများကြီးရှိတယ်ပေါ့ဗျာညဘက်ကအရန်ပူလို့ထွက်တာရှိမယ်ညမအိတ်ခင်ကျွန်တော်တို့ဟိုအရက်တောက်တာလဲကျွန်တော်ဖြစ်နိုင်လို့ခန္ဓာကိုယ်မှာပုစက်ပုတခုခုရှိနေတယ်လို့လည်းဖြစ်နိုင်တယ်တော့မဟုတ် တခြားတဲ့ပေါ့နော်တခြားတဲ့ကြာလို့လည်းညဘက်မှာအိတ်နေမှာကြာတဲ့လူမျိုးတွေရှိတဲ့တဲ့ပေါ့နော်ဒါတော့တစ်ခုပါအဲနောက်ဆုံးတစ်ခုအနေနဲ့ကျတော့ကျွန်တော်ကနေပိုင်းမှာဖြစ်တာအာဖြစ်ချင်တဲ့အချိန်တစ်ခါဖြစ်တာပေါ့နော်အာဒါမဲ့သူတို့လည်းတွဲတဲ့တဲ့ကြာတွဲတဲ့တဲ့ဘာနဲ့တွဲကြတယ်ဆိုတော့ကော်ဖီတွေတောက်လိုက်တာမျိုးအရင်ဆက်တာမျိုးတို့စားတဲ့အစားအသောက်စားရတာမျိုးတို့နောက် စိတ်အရင်လှုပ်ရှားသွားတယ်အရင်စိတ်ထိခိုက်သွားတဲ့အခါမျိုးတွေမှာလည်းကျွန်တော်တို့ကဖြစ်တတ်ပါတယ်အဲဒါကတော့ကိုယ့်ရဲ့ခံစားချက်ကိုယ့်ရဲ့စားတောက်နေထိုင်မှုပုံစံတွေလည်းကျွန်တော်တို့ပြောင်းသွားတာပေါ့နော်ချိတ်ဆက်သွားတာပေါ့အဲဒါလေးကျွန်တော်ရှိပါတယ်အဲဒါတော့ကိုဒုတိယတစ်ချက်ကကြတော့ဈေးတတိယတစ်ချက်ကကြတော့ကျွန်တော်အာယုံကြောပေါ့နော်အာနံပါတ်၄ချက်နံပါတ်၄ချက်ကဒီသုံးခုလုံးမဟုတ်ဘူးဒါနံပါတ်၄ဆင့်ပေါ့နော်ကိုစစ်စေးရမှ၄ဆင့်ကကြဒီသုံးခုလုံးမဟုတ်ဘူးဆိုရင်တော့ကိုတီးထားရတော့မှာ နော်စီယိုယောဂရှိနေလို့ဒါစီယိုကြောက်ချွေးထွက်တယ်လို့ကျွန်တော်တန်းပြောလို့မရဆွဆွဲလို့မရအောင်နော်ဂျာဖာရှိသေးတယ်ဆိုရင်ကျွန်တော်တခြားပြန်စစ်စဖို့လိုတယ်ဘိုင်းနဲ့တွဲနေတယ်ဆိုတော့စစ်ဖို့လိုတယ်အဲပေါင်းဆေးရမှာကျတော့ကျွန်တော်မှာအဖျားရှိနေလားဆိုတော့စစ်ဖို့လိုတယ်အဖျားဆိုတာကခန္ဓာကိုယ်ကိုပူနေလားပေါ့ဗျာကိုပူနေဆိုရင်ကိုယ်မှာတခြားကုဆတ်ဖို့ယောဂဖို့တကူရှိနေတာကျွန်တော်ဖြစ်နိုင်တယ်အဲနောက်တစ်ခုကကြတော့ကျွန်တော် hyperthyroid ကို levenji yoga ပေါ့ levenji နေမှာတော့မဟုတ်ဘူးဗျ နှလုံးခုန်လို့အရင်မြန်နေတဲ့ခန္ဓာကိုယ်အရင်ပိန်လာတယ်အဲဒါမျိုးပေါ့နော်ဒါ hyperthyroidism ကြောင့်ကျွန်တော်ဖြစ်နေနိုင်တယ်ဒါကတော့သူစစ်ကြည့်ရတာပေါ့နော်အဲနောက်တစ်ခုကကျတော့ကျွန်တော် menopause လို့ခေါ်တဲ့ကျွန်တော်တွေးဆုံးခြင်းပါဒါကတော့ main လေးမှာဖြစ်တာပေါ့နော်ကျတော့ကျွန်တော်တို့ကဒီ hot flashes လို့ခေါ်တဲ့တွေးဆုံးတဲ့လူတွေမှာကြုံတတ်တယ်ချွေးထွက်တယ်ဒါမျိုးတွေရှိတတ်တယ်နော်အဲနောက်တစ်ခုကကျတော့ကျွန်တော် sleep apnea လို့ခေါ်တဲ့ညက်အိတ်တာအိတ်မပြောဘူးဟုတ်တယ်ပေါ့နော် အတန်ထွက်တယ်ဟုတ်တယ်ဆိုရှိရတော့ညတိုင်းအိတ်တိတ်မပြောဘူးဗျာဒီလိုတွေကလေအေးကောင်းကောင်းမဝဘူးနော်မလပိုင်းဆိုရင်လည်းတိတ်အဲအေးမဝဘူးအိတ်ချင်နေဆိုတဲ့ပုံစံမျိုးလေးကျွန်တော်ရှိစေတယ်ဒါတစ်ခုပါနောက်တစ်ခုကကျတော့ကျွန်တော်ရေဘက်အောက်တိုင်းတွဲနေရပါတော့နော်ဒါကတော့ကျွန်တော်နှလုံးရောဂါရှိတယ်ဆိုရင်နှလုံးသွင်းကြောချင်းတွေဖြစ်နေမှာလည်းချွတ်တက်တယ်ဒါသတိထားဖို့ကျွန်တော်ပြောတာပါဒါကနံပါတ်၄နံပါတ်၅ချက်ကကျတော့ okay ဟုတ်ပြီကျွန်တော်မှဒါကြီးဖြစ်နေပြီဘာလို့ရမလဲ အကောင်းဆုံးကကျွန်တော်ကျွန်တော်ဇီယာလေးတစ်ခုဆွဲမယ်ဇီယာလေးမှာကျွန်တော်ကျွန်တော်ကော်လံလေး၃ခုဆွဲမယ်ပေါ့နော်ကော်လံ၃ခုမှာပထမဆုံးကော်လံမှာဗာရေးမလဲဆိုရင်တော့အဲကျွန်တော်တို့ကဘက်ချင်းမှာဖြစ်တာလေနော်အဲဘက်ချင်းမှာဖြစ်တာလေဆိုတော့ကျွန်တော်ရေးမယ်ဒုတိယတစ်ချက်ကကျတော့ကျွန်တော်ဖြစ်နေအချိန်မှာတွေ့ရင်းကြတဲ့ကဘလောက်လဲဆိုတော့ကျွန်တော်ရေးမယ်နော်အဲတတိယတစ်ချက်ကကျတော့ဗာလဲဆိုတော့ဘာနဲ့တွဲနေလဲဘာနဲ့တွဲနေလဲဆိုတော့ကိုစားလိုက်တဲ့အချိန်လားအဲနောက်တစ်ခုကကျတော့အဲကျွန်တော်တို့ကအဲဘယ်လိုပြောရမလဲ ဟိုခန္ဓာကိုယ်လှုပ်ရှားလဲရလားစိတ်စိတ်ဖိစီးနေရလားအဲအဲ့လိုပုံစံမျိုးပေါ့နော်ဒီလိုမျိုးတပတ်စာရေးပြီးတော့ကျွန်တော်ဆရာဝန်နဲ့ပြသမယ်ဆိုတော့ဆရာဝန်နဲ့ပြသတဲ့အချိန်မှာဆရာဝန်ကကြည့်ပြီးတော့ကျွန်တော် sage လို့အဲ့ဒီ sage ချိန်မယ်နော်အဲခုနကလိုပြောပေါ့နော် thyroid ဆိုရင်လည်း living ရောဂါနဲ့ဖြစ်နေလားဘာဖြစ်နေလဲဆိုရင်သူအာ twist မှာပေါ့ဗျာဒါရေလှုပ်လို့ရတယ်နော်ဆိုတော့ဟို ဆရာဝန်နဲ့ပြတ်တာဖို့တော့အဓိကလိုလာပေါ့နော်ကျွန်တော်ပြောရပြတဲ့အရာတွေအကုန်လုံးကကြာတော့အိမ်မှာနေပြီးဆရာဝန်မပြတ်မနေလို့ပေါ့အရာတွေတော့မဟုတ်ဘူးနော်အဲဒါဒီမျိုးတွေတော့ရှိတယ်ပေါ့ဆရာဝန်အကြံပေးရပဲလိုက်နာဖို့လိုတယ်ဟိုခုနစားတော့စားလိုက်ခင်မှာချွေထွက်တဲ့လူတွေကြတော့လေပေါ့နော် glycemic နေတဲ့ဟာတွေကျွန်တော်စားလို့ရတယ်ပေါ့နော်သူရင်းကြတဲ့တက်စီတွေအောင်နေတဲ့အစားအသောက်တွေစားလိုက်တော့ချွေထွက်နေသွားမှာဖြစ်ပါတယ်နော်ဒါကတော့ကျွန်တော်အဆင့်၅စင်းနဲ့ကျွန်တော်ပြောသွားတာပေါ့နောက်ဆုံးအနေနဲ့က3ထားဖို့ကျွန်တော်ပြောတာကြတော့လေဟို ကျွန်တော်ပြောတာတွေပဲအိမ်မှာအေးဆေးနေနေမှာဆိုတော့အရေးကြီးတာကကျွန်တော် red flag ပေါ့နော်အာလှန်အနေအောင်ရှိတယ်ဘယ်ဘယ်လိုချိန်မှာဆိုရင်အာတိထားရမယ်ဆရာမွန်စီသွားဖို့လို့လဲဆိုရင်တော့ကိုကချွတ်ထက်တယ်ချွတ်ထက်ပြီးကိုက confusion ပေါ့နော်ဘာမှညာမှမသိတော့အရင်ယူဝယူဝဖြစ်နေရရဘက်အောက်တာတွေဖြားတာတွေနော်အာမလိုလားအပ်ပနဲ့ကိုမမျောလင်းထားပဲနဲ့ခန္ဓာကိုယ် weight တွေပေါ့နော်ကိုလေးချင်းအရင်ကြာသွားတာဟာမျိုးတွေဆိုရင်တော့ဒါသိချတယ်ဆံဝန်ပြဖို့လိုတယ်ဒါကပေါ့လို့မြင်အောင်ဆိုတော့ကျွန်တော်ပြောချင်တာပေါ့နော်ဆိုတော့ဒီ video အချုပ်အနေနဲ့ကျွန်တော်ပြပြမယ်ဆိုရင်တော့ဒီ comment ရေးပေးထားတဲ့ဟို လို့ပေါ့နော်ကျွန်တော်ကျေးဇူးတင်ပါတယ်ဒီလိုမျိုးပြပြပေးရအတွက်လည်းချားကြည့်ချင်တဲ့လူတွေအတွက်ပေါ့နော်ဟိုပို့ပြီးတော့လည်းအဆင်ပြေတယ်ပေါ့လေနော်အလူအများချုပ်တွင်းနေရတဲ့ပြဿနာပေါ့နော်ဆိုတော့ဟိုကျွန်တော်ပြောချင်တာကကြတော့ဟိုဖြစ်နိုင်ရင်အာကိုယ့်ရဲ့ဒီချွေးထွက်လာတဲ့အခါမှာကိုယ့်ရဲ့သွေးတင်ကြတဲ့ကိုစစ်ပါစစ်ပြီးရဆိုရင် အနေလားညလားချမင်းဆိုင်နေတွဲနေရလားဒါကိုကိုကြည့်ပါเนาะပြီးတော့လိုအပ်ရင်ဆရာဝန်နဲ့ပြသပါဆိုတာကိုကျွန်တော်ပြောချင်ပါတယ်အဒီနေ့ဗီဒီယိုလေးကြည့်ရှုပြီးတဲ့လူတွေလည်းအကုန်လုံးကျေးဇူးတင်ပါတယ်ကိုသိချင်တဲ့မိကွန်းလေးတွေလည်းဒီအောက် comment မှာရေးပေးထားလို့ရပါတယ်ဟိုကိုဒီဗီဒီယိုလေးသဘောကျတယ်ကြိုက်နေတတ်တယ်ဆိုရင် subscribe လုပ်ပေးပါဝေမျှပေးပါနောက်ဗီဒီယိုမှာမှတွေ့မယ်လို့ကျွန်တော်ပြောချင်ပါတယ်တဒါ